ချစ်မိတ်ဆွေများကြားမတော်မူကြပါစေဒီတစ်ခါတော့ချစ်မိတ်ဆွေတို့စာရေးသူထေးကြည်ဇလင်းရေးသားခဲ့တဲ့တွေးမခေါ်မျော်မတက်ဆိုတဲ့ဆောင်းပါးလေးတို့ကို တင်ပြချင်တာဖြစ်ပါတယ်ဒီဆောင်းပါးကိုတော့2019ခုနှစ်ဖေဖော်ဝါရီလထုတ်အမတ်64ဓမ္မဒုတဘာသာရေးမဂ္ဂဇင်းမှာ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်နားဆင်ကြကြပါဦးခင်ဗျာတွေးမခေါ်မျော်မတက် အပြုမူသည်အတွေးခေါ်၏အရေးအယံဖြစ်သည်တန်းကျုပ်ဖို့လူကလွဲလို့တွေးခေါ်ဆိုတာမရှိနိုင်ဘူးအရာရာကိုဖန်တီးသူအယူအဆအသင့်များကို တွေးခေါ်သူဟာလူသာဖြစ်တယ်လို့ယုံကြည်တယ်ဟုဂေါဂီက ပြောပူသည်ဂေါဂီပြောသလိုပင်ဆာဝီလျန်ဟင်ဒီလတန်ကလည်းဒီကဘာမြေပေါ်မှာလူကလွဲလို့ဘာမှအရေးမကြီးဘူး လူစိတ်မှ လွဲလို့လည်းဘာမှ အရေးမကြီးဘူးဟုထတ်ဆင့်ထတ်ဆင့်ပြောဆိုထားပြန်သည်ထိုပညာရှင်သုံးဦးတို့၏အဆိုကိုထောက်ရှုလျင်လူမှအတွေးခေါ်ဆိုတာမြင်မြအရေးကြီးသည်ကိုသိနိုင်ပါသည် လူတိုင်းတွင် ဖြစ်ချင်သောဆန္ဒယက်တီမှုနှင့် ပြုလုပ်လိုသောဥတီချက်ဟု သုံးမျိုးရှိသည်တင့်ရဲ့ဆန္ဒသည်တင့်ဘဝ၏စတင်မှုဖြစ်သည် ထိုမှရရှိလာသောအတွေးခေါ်ယူဆသည် လူ လူလောကနှင့်ကြုံတွေ့မှုသဘောထားများကြောင့်ရရှိဖြစ်ပေါ်လာသော စင်ကြုံတရားများသာဖြစ်သည်ဟုလည်းဂျွန်လော့ကဒသနာဖွင့်ဆိုသည် အတွေးခေါ်၏အယူအဆတစ်ခုကိုဆွေးမြဲစွာ ပြုမှုဆောင်ရွက်ခြင်းဆိုတာအောင်မြင်မှု၏လျို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်ထို့သောလျို့ဝှက်ချက်မှပေးသောအတိတ်တရားများသည် လူပုဂ္ဂိုလ်တူ၏အကျဉ်းစရိတ်တာ ဖြစ်သည်ထပ်ဆင့်၍လူတွင်ဖြစ်ခြင်းသောဆန္ဒနှင့် ရက်တီလိုက်ဖက်သောဆန္ဒဟူ၍လဲဆန္ဒနှမျိုးရှိသည်ထိုဆန္ဒများပြည့်ဝစေရန်အတွက်ပညာသည် အရင်အနည်းဖြစ်၍အသိပညာ၏အနစ်သာရသည် အလုတ်တင့်ဆုံးအရာဖြစ်သည်ဟု တွေးခေါ်ပညာရှင်ဟမ်ဖရီကပြောဆိုထားသည်ကိုသတိပြုရမည်မိမိတို့လှူရှားနေရသောမျက်မှောက်ခေတ်၏ပစ္စကဖြစ်ရများကိုသုံးသပ်လေ့လာခြင်းသည်လဲအတွေးခေါ်၏တစိ့တစ်ပိုင်းဖြစ်သည်ကိုတွေ့ရပြန်၏လူသည်တွေးခေါ်ရမည် ကိုယ်အတွေးသည် ကိုယ်ဘဝကိုဆုတ်ကင်ချေလေသည် လူသဘာဝအတိုင်းလဲအင်အားကြီးမှသည်အတွေးခေါ်နောက်သို့လိုက်ပါတတ်ပြန်သည်အတွေးမှဒသနာကိုပေးသည်ဒသနာနှင့်အတွေးခေါ်ရှိမှကိုယ်ကိုယ်ကိုယုံကြည်မှုရှိလာလိမ့်မည်ယုံကြည်မှုမရှိဘဲပြုမှုလုတ်ကင်ခြင်းသည်ပန်းတိုင်မရှိဘဲခီးသွားသည်နှင့်တူ၏အတွေးအခေါ်မှာအဆိုးအကောင်းဟုနှမျိုးရှိပြန်ရာ အကောင်းဘက်ဖြစ်စီလို့ဒီ positive thought ဒီအရေးကြီးပါသည် negative thought ဟုဆိုနိုင်သည့်စံကျင်ဘက်အတွေးမျိုးအားမပေးဖို့လေလို့ဒီအပြုအမူတို့ကိုသတိထားပြီးလှုပ်ဆောင်၍တွေးတောဆင်ခြင်လျင်ဇယိုက်ကောင်းများရလာမည်ဇယိုက်ကောင်းရလျင်ဘဝရည်မှန်းချက်ကောင်းရမည်လူတယောက်၏သိပညာသည် သူ့ဘဝအတွက်အကောင်းဆုံးသောအဆွေခင်မွန်ဖြစ်သည်လူတို့၏အတိအမြင်မိုက်မဲမှုတို့က အဆိုးရွားဆုံးရန်သူဖြစ်စေသည်ဟုပြောဆိုထားသည်တွေးခေါ်ရှင်စာတန်ပါရဲ့အယူအဆကိုအတူယူရမည်လောကတွင်အဆန်းဆုံးအရာများသည်အယိုးဆုံးအရာများဖြစ်ကြသည်စမ်းကြဲသော လူဘဝတွင် ရိုးရိုးတွေးခေါ်မှုဖြင့်ဘဝ၏လေကရီများရရှိနိုင်ပေမည်ဥပမာဘရင်မင်းမြတ်တို့၏ပန်းချံ၌ပွင့်သောနှင်းစီသည်ဆင်းရဲသားတို့၏ပန်းချံ၌ပွင့်သောနှင်းစီထက်ပို၍မမွေးနိုင်ပါ ို၍လည်းမလနိုင်ပေ။လေးတောင်ဖြစ်သောအရာတစ်ခုသည်ဝိုင်းသောအရာတစ်ခုတည်း၌တထက်ထဲမကြနိုင်။အသက်ကတူသည် အတက်ကရှည်သည်ကြီးပွားရေးအတွက်အကောင်းဆုံးလက်နက်သည်စမ်းသစ်တီထွင်သောအတွေးခေါ်စိတ်ဖြစ်သည်။လူပွားသူရောက်လာသောသူမှန်သမျှတို့သည်လက်နက်ကိုစီပါကြသည်။ထိုလက်နက်သည်ကအတွေးခေါ်လက်နက်ပင် ်ထိုလက်နဲ့များသည့်တူးစီတယောက်စီစွမ်းသော အတတ်ပညာများပင်ထိုတတ်ပညာများကိုမထည့်သွင်းပဲသတိပေါ်ဆခြင်းမေ့လျော့ခြင်းအလုတ်မလေးစားခြင်းစသည်တို့နှင့် ပူပေါင်းအယောဝင်မိလျင် ဆုံးရှုံးခြင်းတည်းဟုသော အကြောင်းတရားတွင်လမ်းဆုံးကြရပေမည်တွေးခေါ်သည် အဖိုးမဖြတ်နိုင်သောအရေးချင်းတစ်ခုဖြစ်သည်မြည်သည့်တွေးခေါ်မှုဆိုအစာပိုင်း၌ခက်၍၎င်းခက်သည့်အပိုင်းကိုကြော်သည်နှင့် လွဲကူခြင်းတကားပွင့်လေတော့သည်အတွေးအခေါ်ပြော့လျင်တတ္တိတကူပြော့၍အတွေးအခေါ်မာလျင်တတ္တိတကူများတိုးတက်ကြပေမည်ဘဲကြောင့်ဆိုတော့လူတွင်ကိုယ်ပိုင်အရေးအချင်းအစွမ်းတတ္တိများမြည်မြပင်ရှိစေပါမူထိုတတ္တိများကိုပေါ်လွင်အောင်မလုဆောင်နိုင်လျင်ရေခဲကိုအယုတ်ထုကဲ့သို့အရေးပြော့၍အယုတ်ပြည့်ရမည်သာဖြစ်သည်လူမှန်သမျှ တစ်ဖက်ဖက်တွင် စွန့်ရမည် အစွန့်မကြီးစေကမူစူးစားလျင်လည်းဖြစ်နိုင်သည်တတ္တိစွန့်ဤတစ်ခုတော့ရှိရမည်လုံမှဖြစ်သည်ရှားမှရသည် စားမှဝသည်တွားမှရောက်သည်တင်မှတတ်သည်ဟူသောတင်ယူလေ့ကျင့်မှုများပြည့်စုံပါလျင်တင့်အတွေးခေါ်သည် အဖိုးမဖြတ်နိုင်သည့်အရေးအချင်းတစ်ခုဆိုတာသိကြသွားပြီ အချိန်ကာလ၏အတွေးခေါ်တို့သည်လည်းအလျားလိုက်စီးဆင်းနေပါသည်အချိန်နေရက်ရက်ကို ကြည့်ရှု၍ပြောင်းလဲတွေးခေါ်တတ်မှသာလျှင်အချိန်နေသည်လိုတာထက်ပိုပြီးစွမ်းအားကြီးမည်ဖြစ်သည် A conversation is a man who is too cowardly to fight too fat to run အယူအဆဟောင်းကိုစုတ်ကင်ထားသူသည် တိုက်ခိုက်ရန်အလွန်တတ်တည်နေသူဖြစ်ပြီး ထွက်ပြေးရန်လေးကံသူဖြစ်သည်လူတစ်ယောက်သည်ကိုကိုကိုစတင်ပြုပြင်လာပြီဆိုရင်အတော်အဖိုးတန်လာပြီဟုဘရောင်နင်းကပြောဆိုထားပေရာဘဝကိုပြင်ဆင်ကြရပါမည် and once of walk is worth many pounds of words အလုတ်တအောင်စသည်စလုံးပေါင်းများစွာထက်ပို၍တန်ဖိုးရှိသည်သို့သော် A man who is very seldom changes his opinions. အလုံးအလုံးများနေသူသည်ဆယ်ကတခါသူ့အယူအဆများကို ပြောင်းတတ်သည်။ညီတို့ပင်ဖြစ်စေအတွေးအခေါ်အယူအဆဆိုတာရွေလျားပြောင်းလဲတတ်သောသဘောရှိသည်။အရေးကြီးတာကအမားကို နောင်တရနိုင်ဖို့မဟုတ်ပဲအမှန်ကိုမြင်တတ်ဖို့အမားကိုရှာရဲဖို့ပါပဲ။နေထွက်ရအရက်ကိုမျက်နှာမူကြည့်ပါ။ ရိတ်တွေကနောက်မှ ရောက်ရှိသွားပါလိမ့်မယ်။မှားခဲ့ရင်လဲအဲ့ဒီအမားတွေတဲကသင်္ကန်းစာယူပြီးလမ်းမှန်ရောက်အောင်ဆက်လျှောက်ပါ။အမားကိုရဲရဲကြည့်ပြီးရဲရဲပြင်ဖို့ကိုကိုကိုဆုံးဖြတ်ပါ။ပြီးရင်ခါမတ်ရင်ကော့ပြီးလမ်းပေါ်မှာရဲရဲဝုန်းဝုန်းဆက်လျှောက်ပြီးတွေးခေါ်ပါ။ထိုမှတဆင့်အမှန်တရားကိုရှာပါ။ The greatest homage we can pay to truth is used it အမှန်တရားကိုလိုက်နာကျင့်သုံးခြင်းသည်ကျွန်ုပ်တို့အမှန်တရားကိုကိုးကွယ်ပူဇော်ခြင်းမြည်ပေတယ် imagine ideas have their own life အယူဆအတွေးခေါ်တွေဟာသူတို့အသက်နဲ့သူတို့ရှိပါတယ်အတွေးခေါ်အကြံဉာဏ်များရှိခြင်းသည်ပန်းများကိုစုဆောင်းသည်နှင့်တူပြီးစဉ်စားတွေးခေါ်သည်မှာပန်းကုန်းများအဖြစ်တည်ကုန်းခြင်းနှင့်တူပေသည် ဤဒီမှာအတွေးခေါ်ရဲ့အဓိပ္ပာယ်ဖြစ်သည် meaning is available under condition ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်အဓိပ္ပာယ်ဆိုတာရှိနေတယ်ကိုအတွေးကိုမသိရင်ကလေးဆန်တဲ့စိတ်ပဲဖြစ်နေဖို့များတာမို့ကျွန်တော်တို့အားလုံးလူကြီးဆန်သောအတွေးများတွေးခေါ်ဖို့လိုပါသည်စိတ်ကူးနဲ့အတွေးအမြင်ဒသနာတွေကိုသဘာဝကပေးအပ်ထားတာမို့လူတိုင်းသုံးဆောင်ခံစား권ရှိသည် တန်ဖိုးရှိအောင်လက်တွေ့အသုံးချတတ်ဖို့ကလွန်စွာမှအရေးကြီးပါသည်တင်ယူလေ့လာသူက အသိပညာရမည်စူးဇန်ရှာဖွေသူကဉာဏ်ပညာရမည်ဟု မာရီလင်ဗော့စ်ဖင်ပြောကြားခဲ့သည့်စကားအတိုင်းအတွေးအခေါ်များကိုပဲဆက်လက် လေ့လာရပါအောင်မည်ဒါကတော့စာရေးသူထေးကြည်စလင်ရေးသားခဲ့တဲ့တွေးမှခေါ်မျော်မှတက်ဆိုတဲ့စောင်းပါလေးကိုတင်ပြခဲ့ပါဖြစ်ပါတယ် 2019ခုနှစ်ဖေဖော်ဝါရီလထုတ်ဓမ္မဒူတဘာသာရေးမဂ္ဂဇင်းအမှတ်64မှာ တင်ပြခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ နားဆင်ပြီးအတွေ့အကြုံတရားရရှိအကျိုးရှိနိုင်ကြပါစေ။